အားသောဝါလာချင်းညီကောင်မများလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာဂျွန်လ29ရက်နေ့နောက်ဆုံးရအာစတင်ညနေသတင်းလေးပုတ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်သူတိုင်းအောင်လည်းအရန်ချစ်ပါတယ် ကဲဘရောင်းဒီဘုတ်ကိုတော့မာတီနေသတင်းနဲ့ကျွန်တော်စလိုက်အောင်။ဟောကျွန်တော်သတင်းလေးဘုတ်မစခင်မှာတခုအတိပေးကြရရှိရဲ့။တော်တော်များကျွန်တော်ကွန်မန့်ညီမှာလာပြီးမေးကြရဲ့။ဘရိုဗီတာယောဂရက်ကအာဆင်နယ်ကိုရောက်ပြီဆိုပြီးသတင်းတွေထွက်နေဘာညာနဲ့အဲ့ဒီသတင်းကလုံးဝသတင်းအမှားပါ။ ဘာကြောင့်လဲဆိုပေါ်တူဂီဘက်ကလာတဲ့အိုဂျိုကိုသတင်းဌာနဖော်ပြထားတာကအာဆင်နယ်အသင်းနဲ့ဒီကစားသမားအေဂျင့်ကြားထဲမှာပြောင်းရွှေ့ကြေးတရက်သဘောတူညီခဲ့ပြီဆိုတဲ့သတင်းကိုနားလည်ပိုက်ရိုက်သူကပြောထားတာဗျုံကနေကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ယောဂရက်ကိစ္စကဒါအာဆင်နယ်နဲ့သဘောတူသွားပြီဘာညာထင်ရပြီမဲ့တကယ်တကယ်တော့အေဂျင့်နဲ့အာဆင်နယ်ကြားကနားလည်မှုဖြစ်တဲ့ယူအန်း60 plus 10တန်း add on bonus အဲ့ဒီစုစုပေါင်း totally ယူအန်း80တန်း package ကိုပဲဒါနှစ်ဦးကြား underground မှာတွေ့ဆုံဆွေးနွေးမှုလုပ်ထားခဲ့တာတစ်ဖက်က sporting okra ကတည့်ရတိုင်းမဲ့ယူအန်း 80အထက်အဲ့တော့မှအတ်အွန်ဘောနက်နဲ့မှာပဲဒီဆွီဒင်သားကိုလက်လွတ်ချင်တယ်အဲ့ကြောင့်မို့လက်ရှိအချိန်ထိယောဂရက်နဲ့အာဆင်နယ်ကြားအခြေအနေဒီလုံးဝတိုးတက်လာခြင်းမရှိသေးပါဘူးကြဲကြောင့်ပထမဦးစီးတစ်ပုတ်စားလိုက်အောင်ဒီသတင်းကတော့ တရင်ထောက်ဗန်ချက်ကွာဖော်ပြထားပါလိမာတီနေလီနဲ့ပတ်သက်တဲ့ Sorry Clat Enasa အသင်းကမာတီနေလီကိုခေါ်ကျင်ပြီးတော့လက်ရှိအချိန်မှာသူတို့အသင်းတွင်းမှာဆွေးနွေးမှုတွေလုပ်နေတယ်။ဒါပေမဲ့သူတို့အသင်းရဲ့ Plan C ကစားသမားအဖြစ်သူတို့က Plan A ကစားသမားအဖြစ်ကိုတော့ဒါ Louis Diaz ကိုလိုချင်တယ်။ Liverpool အသင်းကတက်စစ်တောင်းမကစားမပါလိ။ဒါပေမဲ့ Liverpool ကဒီကစားသမားကို Not For Sale ဆိုပြီးပြောလိုက်တာဖြစ်တဲ့အတွက်ဒုတိယ Plan B ကစားသမားအဖြစ် Brighton ရဲ့ Mitoma ကိုသူတို့လိုက်တယ်။ဒါပေမဲ့ဒီကစားသမားလည်းဥရောပမှာဆက်ပြီးကစားကျင်တာဖြစ်တဲ့အတွက် Plan C အနေနဲ့ Martinelli ကိုခေါ်ရင်ကောင်းမလားဆို ပြီးသူတို့အသင်းတွင်းမှာဆွေးနွေးနေတာလက်ရှိအချိန်ကြီးတော့အာဆင်နယ်စီကိုတရားဝင်ကမ်းလှမ်းမှုမလာသေးဘူးဒါပေမဲ့ဘန်ဂျက်ကော့ဆိုတဲ့သတင်းထောက်ကလည်းနာမည်တစ်ခုရပြီးသားဒီအပြောင်းအရွှေ့ဈေးကွက်ဒီမှာရိုမာနိုရိုလိုမျိုးတကယ် finalist class တစ်ခုမှရှိရဲ့ဒီ channel မျိုးမဟုတ်ပြီမဲ့လေသူကလည်းအတော်တင်လေးစားမှုခံရတယ်မှာပါတယ်ဗောလေအဲ့တော့ banjack ကိုဖော်ပြထားကြရဆိုရင်တော့ martinelli ကိုစိတ်ဝင်စားတဲ့အသင်းတွေအရှိမတုံးကလည်းဒါ german ဘက်မှာဆိုလို့ရှိရင် bayern munich ရှိခဲ့တယ်အခုထပ်ပြီးတော့ sorry ဘက်က club တွေကဒီကစားမကိုစိတ်ဝင်စားလာခဲ့တာဒါပေမဲ့ arsenal ဘက်ကသဘောထားကိုကျွန်တော်တစ်ချက်ကြည့်လိုက်အောင် arsenal အသင်းကကြတော့ martinelli ကိုမရောမှုရောင်းမယ်ဒါပေမဲ့ memo လောက်ဖွဲ့ရကမ်းလှမ်းမှုတွေရမှာရောင်းမယ်အမေရိကန်တော့ arsenal မှာလက်ရှိအချိန်ထိတကယ်ကို fire power လို့ပြောလို့ရတဲ့ဘယ်တောင်မှတက်စ စ်ကစားသမားတူမဝယ်ရသေးဘူးလက်ရှိအချိန် Trossard နဲ့ Martinelli ကပဲ Arsenal တင်းရဲ့ first line နဲ့ကစားသမားဖြစ်ရှိတယ်အဲ့တော့ကိုယ့်ရဲ့ first line နဲ့ကစားသမားတူကိုရောင်းချမယ်ဆိုရင်နောက်ထပ် first line နဲ့ကစားသမားတူဝင်နိုင်တော့မှာပဲဖြစ်နိုင်ခြင်းရှိတယ် Arsenal တင်းကလည်း2029စာချုပ်ကျန်တဲ့လူတွေအားလုံးကိုတက်တန်းတို့ဖို့လုပ်နေဒါပေမဲ့ Martinelli နဲ့လက်ရှိအချိန်ကြီးမဆွေးနွေးရသေးဘူးဒါကဒီကစားသမားကိုဈေးရရင်ရောင်းမယ်ဆိုတဲ့ပုံစံမျိုးအတင်းရဲ့ကြိုးရိုး player မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ထားတဲ့ပုံစံမျိုးပေါ့လေအဲ့တော့24နှစ်ရဲ့ဘရာဇီးသားတော့ Arsenal နဲ့2029ခုနှစ်ကြီးတက်တန်းရှိသေးတယ် Arsenal မှာစုစုပေါင်း 125ဝက်ကစားတာတဲ့59သွင်း26လုံးဖိုင်းတာတဲ့အဝါကက်15ကက်နဲ့နှစ်ဝါတနီတစ်ကြိမ်တီးထားတဲ့ဂိမ်းမီနစ်ပေါင်း14235မီလီတီဆော့ထားတယ်။ဒါပေမဲ့မာတင်နေရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စိုးရင်ရမယ့်အရာတစ်ခုမှတော့မရှိဘူး။ဘာကြောင့်လဲဆိုတော့ sorry ကလပ်တီကလာပြီးတော့မြန်မာတဲ့ပြောင်းရွှေ့နေကဲလဲမယ်ဆိုရင်တော့မာတင်နေလီကသွားကြုံမှအဲ့တခုတော့ရှိရဲ့။ပြီးတော့အာဒီဒါလည်းမာတင်နေလီကိုဆက်ပြီးတော့အချိန်ပေးခြင်းနဲ့ ဒုတိယအရန် squad player ဖြစ်ပေါ်လေအဲ့တော့အသေးအနေနဲ့တော့မဖြစ်မနေအဲ့ဘဲတောင်မန်တိုက်စစ်ကိုတော့အားဖြစ်ဖို့တော့လိုအပ်လာပြီမဟုတ်လို့ရှိရင်တော့ trough server ဝင်ဆော့ဆော့ martinelli ဘက်ဝင်ဆော့ဆော့ premier league ရဲ့ကြက်ညက်နေတဲ့ low block ကြီးမှာဆိုရင်တော့ကျွန်တော်တို့ရုံးကန်ရဖို့ရှိနေပါတယ် ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါက congratulation လောက်ရမဲ့သတင်းပါအဲ့ဒါကတော့ကျွန်တော်တို့အသင်းရဲ့လူငယ်စားသမားလေး Ethan Wanee တယောက်ဒါအစောပိုင်းကန်သွားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ U21 အသင်းအတွက်ဒါအင်္ဂလန်အသင်းကို U ဖလားယူပေးနိုင်ခဲ့ပြီအင်္ဂလန်လည်းရွေးစဉ်အသင်းရောလက်ရှိချိန်ကြီးဖလားတွေမရသေးဘူးဆိုပေမဲ့ U21 ဒီ U ပြိုင်ပွဲမှာဆိုရင်တော့ Ethan Wanee တို့ Charlie တိုက်ကတော့ champion ဖြစ်ခဲ့ပြီပေါ့လေဒီပွဲစဉ်မှာဆိုရင်တော့ဒါ Ethan Wanee ကမိနစ် 90မှာလူစားဝင်ပြီးကစားဝင်ရခဲ့တယ်။ quarter မှာတော့81မိနစ်မှာစော့ဝင်ရခဲ့တယ်။ semi-final မှာတော့84မိနစ်မှာဝင်ပြီးစော့ဝင်ရခဲ့တယ်။ quarter semi ဘိုလီဘွဲ၃ခုစလုံးမှာသူ့အနေနဲ့ဒီရှုံးထွက်ဒီမှာလူစားဝင်ပြီးစော့ခဲ့ရတာ။ဟိုအဲ့ဒီ U21 ကိုကင်တွေ့တာတော့ Lee Carsley အရှိအတွေ့ခဲ့မှာပါစောက်ကိတ်ထွက်သွားပြီးချင်းပါဒါအင်္ဂလန်လက်ရွေးစင်ကိုဟိုယာယီကင်ွယ်ခဲ့တဲ့နီးပြပေါ့လေအဲ့ဆိုသူကတော့ဒီအုပ်စုပွဲစဉ်၃ပွဲမှာဆိုရင်၂ပွဲတော့ပွတ်ထွက်ကစားကွင်းရခဲ့တယ်တပွဲကလူစားဝင်အဲရှုံးထွက်အဆင့်ပွဲစဉ်တွေမှာတော့လူစားမိနစ်80ကျော်မှပဲလူစားဝင်ပြီးကစားခဲ့ရတာများဒါပေမဲ့ဘာပြောပါဤတန်ဝန်ကြီးရဲ့ထက်ဝင်တည်ပုံးမှုကြောင့်လေဒီလိုဖလားရတဲ့ခါမှာဒါထတူအောင်ပွဲခံမနေတာဖြစ်တယ်ပေါ့လေအဲ့တော့ဒီမှာတော့အာဆင်နယ်အကယ်ဒမီထွက်ပြီးတော့အခြားသင်းတွေကိုရောက်သွားခဲ့တဲ့အိုမာရီဟက်ချစ်ဆန် နောက်ပြီးတော့ Norton Coffee တို့လည်းဝင်ရောက်ကစားသွားခဲ့တယ်။ Omari Hutchinson ကတော့အသက်20နှစ်ရှိပြီး Iswet Town မှာကစားနေတယ်။ပထမတော့ Chelsea ကိုရောင်းလိုက်တာ။ Chelsea ကနေကျွန်တော်တို့ကျွန်တော်တို့ဒီကစားသမားထပ်ပြီးတော့ Iswet Town ရောက်သွားတဲ့ချိန်မှာ Euro 23တသမာ5တန်း။ Arsenal ကတော့ဆဲအောင်ကိုတချို့တော့ရားလိုက်တယ်ဗောလေ။နောက်တစ်ခါကတော့ Norton Coffee အလက်ရှိချိန်မှာတော့အသက်20နှစ်ရှိပြီး Genoa မှာကစားနေတာ။2024လုံးက Euro 2တန်းနဲ့ Serie A Club ကိုပြောင်းသွားခဲ့တာ။ အဲသူကတော့အာဆင်နယ်မှာရှိတော့အငားဖြစ်လင်ကွန်ရိုတာဟန်ကိုပန်ထရီမီဝေါ်တို့မှာကစားခဲ့ပေါ့လေအဲ့တော့ဂျာမနီ U21 ကိုအနိုင်ယူပြီးတော့အင်္ဂလန် U21 ကတော့ယူဖလာရခဲ့တယ်အုပ်စုတွင်းမှာတည်းကသူတို့တွေ့ခဲ့တာဒါပေမဲ့အဲ့တော့တော့အင်္ဂလန် U21 ကရှုံးခဲ့တယ်အရေးပါတဲ့ final မှာတော့အနိုင်ယူပြီးတော့ဖလာကိုပြန်သေးနိုင်ခဲ့တယ်ပြောလို့ရပါပေါ့လေအဲ့တော့ transfer market တန်ကြီးရဆိုရင်တော့ Ethan Wanderi က U55 တန်ပေါက်တယ်တစ်ဖက်က U45 တန်ပေါက်တာက အဲ့ဒီ Louis Kelly ကျောင်းပထမထင်တာပေါ့ Ethan Wayne ထဲဆိုင်တော့ Transformer market မှာတော့ Louis Kelly ကပို့ပြီးဈေးပေါက်လောက်တယ်ထင်တာဒါပေမဲ့ Wanderer ကပို့ပြီးတော့ဈေးနှုန်းမြန်မာနေတယ်ဟိုအတင်းကြီးရဲ့ဒီ senior level အင်္ဂလန်လေရွေးစဉ်ဖြစ်ဆင့်ကိုချင်းခံရတာကတော့ Louis Kelly ပေါ့လေ Ethan Wayne နဲ့များမကြိုက်ဘူးမှာလေရွေးစဉ်ဖြစ်ဆင့်ခေါ်ခံရဖို့ရှိနေပါတယ် တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါက rumor လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ပေါ်ပြတာကတော့ Sport Italia သတင်းထောက် Alfredo Pattula ပေါ်ပြထားပါဗောလေဒီသတင်းကတော့ Attimola Lockman အလုံးသိကြမှာပါ Atalanta အသင်းရဲ့တိုက်စစ်တောင်ပန်ကစားသမားဒီကစားသမားကိုလက်ရှိချိန်မှာအသက်28နှစ်ရှိပြီး Nigeria သားစာချုပ်ကတော့2029အထိကြံသေးတယ်သူကတော့ဒီ Premier League ကိုပြန်လာခြင်းနဲ့ဆိုပြီး၄တန်းဟားခဲ့ဘူးတဲ့ကစားသမားပေါ့လေအဲဒီသတင်းထောက် Alfredo Pattula ပေါ်ပြထားချက်ရဆိုရင်တော့ Atalanta တိုက်စစ်တောင်ပန်ကစားသမားနဲ့ပတ်သက်ပြီး Arsenal တို့ကဆွေးနွေးမှုတွေပြန်လည်စတင်နေတယ် ကြံခဲ့တဲ့နွေရာသီဈေးကွက်မှာတော့အာဆင်နယ်ကယူရိုတန်90ပလတ်အပိုစုကြီးနဲ့ခေါ်ဖို့စူးစမ်းခဲ့ရင်လည်းအတလန်နာတို့ကအဲ့လိုပယ်ချခဲ့ဘူးတယ်လို့သူကဖော်ပြသွားတယ်ဒီအခါအပြောင်းရွှေ့မှာတော့ငွေကြီးအပြင်ဟိုမှာအသင်းရဲ့ခန်းစကလားမှာချက်ကုခီဝီရောတို့ပါအလိုက်ပေးထည့်သွင်းကမ်းလန်းသွားဖို့အာဆင်နယ်တို့ကပြင်ဆင်နေဆိုပြီးသူကရေးသွားသွားတယ်အဲ့တော့ ခီဗီယောကိုတော့အာဆင်နယ်ကပေါင်သန်း20ကျော်တန်တယ်လို့သတ်မှတ်ထားပြီးတော့တစ်ဖက်ကအတီမိုလာလော့ခ်မန်ကိုတော့သူတို့အနေနဲ့ပေါင်သန်း50အထက်ပေးရမှာဖြစ်တဲ့အတွက်ကစားမောက်ဒစိတစ်ပိုင်းအလိုက်ပေးတဲ့သဘောမျိုးနဲ့လှုပ်ဖို့ရှိရဆိုပြီးတော့ဖော်ပြသွားပါဘို့လေဒီတဲ့င်းအစ်စ်မှန်ဟုတ်မဟုတ်တော့ကျွန်တော်လည်းအာမတော့မခံဘူး။ဘာကြောင့်လဲဆိုတော့ Sport Italia ဘက်ကလာတဲ့သတင်းတော်တော်များများကရူမာတွေများတယ်။ပြီးတော့ Alfredo Pattula ဆိုတာကလည်းဒီဘက်မှာတော့နာမည်ကြီးသတင်းထောက်တွေချက်ချင်းပြန်ပြီးဖော်ပြလိမ့်မရှိတဲ့သတင်းထောက်တွေမှာပါလာဖြစ်တဲ့အတွက်ဒီသတင်းကတော့ရူမာအဖြစ်ပဲမှတ်ယူထားပြီးပါ။ဒါပေမဲ့အတီမိုလာလော့ခ်မန်နဲ့ ာဆင်နဲ့သတင်းထွက်လာဆိုတာလည်းအခုမှမဟုတ်ကြံခဲ့တဲ့နှစ်တည်းတည်းကသတင်းထွက်လာခဲ့တာအဲ့တော့ဒီကစားသမားကတော့အဲ့ရနီးပြနဲ့အဆင်မပြေလို့ထွက်ချင်တယ်ဒါပေမဲ့တခုရှင်းပြချင်တာကစားသမားရဲ့တိုက် ကစားသမားလက်ရှိချိန်မှာအတလန်နာမှာဘလောက်ကောင်းပါလေပြောပြောတချိန်တော့သူကပရီးမီးယားလိမှာကျင်လေခဲ့ဘူးတဲ့အင်္ဂလိပ်ကစားရတဲ့အဆင်မပြေဘူးလို့ထင်တယ်တချိန်တော့ဒါချာတန်းနေပြီးရူ17တန်းနဲ့အေဗာဒန်ပြောင်းလာတယ်အဲ့ရမှာတဆင့်2019မှာရူ18တန်းနဲ့ RB Leipzig ကိုပြောင်းတယ် Leipzig ရောက်ပြီးရဲ့နောက်မှာပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ဖူဝမ်တို့လက်စတာတို့ကိုသူပြန်ပြီးအငှားလာစော်တယ်အဆင်မပြေဘူးဒါပေမဲ့အဲ့ Leipzig ကနေမှာတဆင့်2020မှာရူ10တသမ85တန်းနဲ့အတလန်နာကိုထပ်ပြောင်းတယ်အခုတော့အတလန်နာတို့ကငွေဝေါ်မှာဖင်ခုထိုင်လာတာ ရတဲ့အသင်းကိုဈေးကြီးနဲ့ရောင်းမယ်သူတို့အနေနဲ့ဒီဈေးကွက်မှာမှမရောင်းလို့ရှိရင်နောက်ဈေးကွက်တစ်ခုမှာတော့ရောင်းဖို့အချိန်ပြီးတဲ့ဆိုမဲ့တော်တော်လေးကြီးခရများအောင်မှာဘာကြောင့်လဲဆိုတော့2029ခုနှစ်ဒီပဲတက်တန်းရှိတာဖြစ်တဲ့အတွက်ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်တော့ကျွန်တော်ကအဲ့တောင်မန်တက်စစ်နဲ့ပတ်သက်ပြီးတော့ပရီးမီးယားလီဂ်မှာအသားကျပြီးသားကစားမခေါ်ရင်ခေါ်မခေါ်ရင် Real Madrid က Rodrigo ခေါ်ဒီနှစ်ခုပဲရွေးစီခြင်းတယ်ဒီ Atalanta မှာဘလောက်ကောင်းမှလည်းပြောတစ်ချိန်တုန်းကဒီအင်္ဂလိပ်ကစားဟန်နဲ့အဆင်ပြေခဲ့တဲ့ Adimola Lookman ပြန်လာမယ်ဆိုရင်တော့မအိုက်တာနေနဲ့ဒီကစားမောက်ဂိမ်းတိုင်းမိနစ်တချို့အသားကြောင့်ပြန်လုံပေးရဖို့တော့ရှိတယ်။အဲ့တော့ဒီသတင်းဖြစ်လာတယ်မဖြစ်လာဘူးဆိုတော့ကျွန်တော်တို့စောင့်ကြည့်သွားမှာပါ။ကစားသမားတော့ဂျန်ကရိယာတီယာပြိုင်ပွဲဆုံး39ဝမှာဂိုး20တွင်ပြီး6လုံးဖိုင်တာတယ်။ချန်ပီယံလိမှာ9ဂိုးတွင်း3လုံးဖိုင်တာတယ်။နှစ်တိုင်းနှစ်တိုင်းတွင်ဂိုးတွေကြည့်မယ်ဆိုရင်တော့၈တနစ်မှာ18ဂိုးတွင်ပြီး6လုံးဖိုင်တာတယ်။ဟိုး၈တနစ်မှာ15ဂိုးတွင်ပြီး6လုံးဖိုင်တာတယ်။တရာတီယိုသူ့စီရနဲ့အနည်းဆုံးတွင်ဂိုးဖန်တီးမှု goal contribution ပေါင်း20ကျော်ကျော်လောက်ထိ ဒီတောင်မန်တိုက်စစ်ကစားမဆီကမျောလင်းလို့ရဆိုပြီးတော့ရေးသားထားတယ်ဗောလေအဲ့တော့ဘလို့ထင်ကြလဲတပတ်ကို UO 4000 4000ရှိရဲကစားမအာဆင်နယ်စီရောက်တော့တည့်မှာ UO 7000တော့အောက်ထစ်ပေးမှာပဲအဲ့တော့ကျွန်တော်ကတော့အန်ထရီဘာတာတို့တော့ပေါ်ချောင်ကောင်းလုံးမှာမထင်ဘူးပြီးတော့လေဒီလိုသတင်းထွက်တာလည်းထူးဆန်းတဲ့ကိစ္စမဟုတ်အန်ထရီဘာတာကတိုက်စစ်တောင်မန်ကစားမကြီးအများကြီးကိုဆွေးနွေးတဲ့သတင်းတွေထွက်တယ်ဒါမှမဟုတ်သူတို့ plan ကစားသမားကိုပဲဦးစားပေးခေါ်ဖို့ရှိနေပါတယ် ဘောလုံးပွဲတွေကိုစီးပွားဖြစ်ဖြစ်ပျော်ရမ်းဖြစ်ကစားခြင်းလည်းဆိုရင်တော့ကိုထွတ်စီမှာလာပြီးတော့ဆုတ်လို့ရနေပါပြီ။ဘောလုံးပွဲတွေကစားမယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်39ကို646 46 303 Telegram နံပါတ်39 9593 9200လို့မှာဆက်သွယ်ပြီးတော့ကစားလို့ရနေပါပြီ။အခုလည်း Cloud Wallet တွေကရှုံထွက်အဆင့်ရောက်လာခဲ့ပြီ။မကြခင်မှာလည်း Premier League တွေစတော့မယ်။အဲ့တော့ဘောလုံးပွဲတွေဘယ်မှာလောက်လောက် delay လုံးဝဖြစ်ခြင်းမရှိဘဲနဲ့အယောဆမကန်နဲ့ကျွန်တော်စီမှာဓာတ်ရိုက်လာပြီးတော့ကစားလို့ရနေပါပြီ။ကိုတက်နိုင်တဲ့ပမာဏနဲ့ပဲစော့ဖို့အကြံပြုပါရစေ။အာဆင်ရဲ့ကစားသမားဟောင်းကြောင့်ပြောလိုက်ရအောင် အဲ့ဒီကစားသမားတော့သူ့ရဲ့ဘဝမှာကလပ်သင်းနှစ်ခုမှာပဲကစားဘူးတယ်မြန်မာနဲ့ပြောင်းရွှေ့ခြင်းနဲ့ရောက်လာပြီးတော့ free နဲ့အသင်းဟောင်းမှာပြန်ထွက်သွားခဲ့တယ်အာဆင်နယ်ရဲ့ကစားသမားဟောင်းအခုသူ့အသင်းဗန်နိုင်းကြီးပြဿနာကြီးတက်နေတဲ့အချိန်မှာပဲမြန်မာတဲ့သူ့ရဲ့လုခလာစာကိုငဲ့ညာပြီးတော့ sorry ဘက်ကိုထွက်သွားတယ်အဲ့ကစားသမားဘသူဖြစ်မဲ့ထင်တယ်အလက်ဇန္ဒားလာကာဇက်တစ်ချိန်တော့အာဆင်နယ်မှာဥပမိုင်းနဲ့ လက်ဆွဲနှုတ်ဆက်ပြီးတော့ celebration နဲ့ goal team တိုင်းလှုပ်လေရှိတဲ့ကစားသမားပေါ့လေလာကာဇက်ကတော့ဒါ sorry club news fc အသင်းကိုပြောင်းသွားပြီလို့တော့ကြားသိရတယ်ဒီသတင်းကိုတော့ဒါ ခရစ်ဝစ်ကလီစီယာနဲ့ကျွန်တော်ကူးယူဖို့ပြပါလေအသက်34နှစ်အရွယ်လေးရောက်လာဖြစ်တဲ့ပြည်သူသားတော့ UO 53တန်းနဲ့အာဆင်နယ်စီကို2019တော့ရောက်လာခဲ့တာ2019ကနေ2022နှစ်9နှစ်တာကာလတွင်းမှာအသင်းမှာကစားသွားခဲ့တယ်စုစုပေါင်းအာဆင်နယ်တင်းတွက်ဆိုရင်206ပွဲကစားသွားခဲ့တယ်82ကိုအတွင်း35လုံးဖန်တီးအဝါကက်16ကက်နဲ့ဂိမ်းမီနစ်ပေါင်း13222မိနစ်တိဆော့ွားတယ်အနီကက်ကတော့တကက်ရှိတယ် ဒါအာဆင်နယ်နဲ့ပတ်သက်အမှတ်ရရပေါ့အဲ့ဒီကာလအာဆင်နယ်ကထိတ်တန်းတိုက်စစ်မှုတွေပိုင်ဆိုင်ခဲ့တယ်ဒါပေမဲ့အိတ်ပေါက်နဲ့ဖားကောက်တယ်တိုက်စစ်ကတော့ဂိုးကမပူပါဘူးဒါပေမဲ့နောက်တန်းကတော့ကြက်ပြက်ကချုံနဲ့ရှေ့မှာဘလောက်သူနဲ့နောက်ကပေးနေရတယ်အခုအာဆင်နယ်တင်းကခန်းစစ်တအားကောက်နေနှစ်နှစ်ဆက်ပရီးမီးယားလိရဲ့အကောင်ဆုံးခန်းစစ်ဒါပေမဲ့ဂိုးရဘူးကိုရုန်းကန်နေရတယ်တိုက်စစ်မှုဆက်ဆက်မရှိဘူးဒါကအာဆင်နယ်တင်းရဲ့ခေတ်ကာလအလျှောက်ဖြစ်လာခဲ့တဲ့ရှည်တန်းတောက်တန်းအခြေအနေပေါ့လေအဲ့တော့အလဇနာလာကာဇက်ရဲ့သဘောတဘာဝကတော့သူကအဲ့ဒီလိုင်ယုံအသင်းမှာကြီးပြင်းလာခဲ့တယ် ာဆင်နယ်စီပြောင်းလို့လဲတုံးရွှေ့ခြင်းမြင်မားစွာနဲ့ဒါပေမဲ့အာဆင်နယ်စီကနေ free transfer နဲ့ထွက်တဲ့ခါကျတော့အခြားသင်းတဲ့ဆိုင်အဲ့ line ကိုပဲပြင်ပြီးရွေးချယ်သွားခဲ့တယ်လာဇနာလာကဇနဲ့ပတ်သက်ပြီးအမှတ်တရတွေရှိကြတာကျွန်တော်ကတော့သူနဲ့ပတ်သက်တဲ့အမှတ်တရတစ်ခုရှိတယ်အဲ့ဒါကကျွန်တော်တို့မနခင်၄နာရီလောက်ကြည့်ရတဲ့ပွဲတစ်ပွဲနေတယ်ဝူဘာဟမ်တန်အသင်းဘက်ကဒါအနိုင်ကိုသွင်းပြီးတော့ဂိုးနောက်ကနေပတ်ပြီးပြီးအောင်ဝဲခံသွားတဲ့ပုံကြီးကလက်ရှိချိန်ကြီးကျွန်တော်မမေ့တာတကယ့်ကိုကမ်းပတ်ကြည့်ပါအဲ့ဒီပွဲစီကိုမှတ်မိရဆိုရင်လည်းခွန်မောင်ဝဲရောက်ရေးသားပြီးတော့ပေါ့ကဲအဆုံးထိကြည့်တဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ